ကျွန်တော်ရဲ့ရှုံးနေမှုများအပိုင်းနဲ့ငွေချေးလုပ်ငန်းကျွန်တော်တင်ဆက်ဖြစ်နေတဲ့အကြောင်းအရာကကျွန်တော်ရဲ့ရှုံးနေမှုများကျွန်တော်ရဲ့ရှုံးနေမှုများဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ကျွန်တော်ဒီအခုလက်ရှိစီးပွားရေးတမာတူအဖြစ်အနေနဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာကို run နေတဲ့ business အကြံပေးနဲ့စီးပွားရေးအကြံပေးတွေလည်းလုပ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အောင်မြင်မှုတော်တော်များများကိုပဲ ကျွန်တော်ပြောဖြစ်ခဲ့တယ်ဒီတစ်ခေါက်မှာတော့ပြောင်းပြန်ပေါ့ဗျာကျွန်တော်ဘာတွေရှုံးခဲ့တယ်လဲဆိုတာကို အပိုင်းနှစ်အနေနဲ့အခုထပ်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်ခြေတစ်ပိုင်းမှာပြောခဲ့သလိုစစချင်းကျွန်တော်ငွေစုဖို့လုပ်တယ်တလကို9000စုတယ်9သိန်းချက်ပြည်တိုင်းမှာစီးပွားရေးတစ်ခုခုလုပ်မယ်ဆိုတဲ့တန်တိဋ္ဌာန်ချခဲ့တယ်ပထမအလုပ်တစ်ခုကကျွန်တော် ဖုံးပေရောင်းတယ်လို့ပြောခဲ့တယ်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခါကကြတော့ကျွန်တော်အထယ်ရောင်းတယ်နောက်တစ်ခါကကြတော့တတိယမြောက်ကျွန်တော်ဘာထက်စဉ်းစားသလဲဆိုတော့နောက်တစ်နှစ်နှစ်နှစ်ကြာတဲ့အချိန်မှာအမျက်အစွန်းအလွယ်တကူကြာနိုင်မဲ့အလောက်ကပါရှိမလဲကျွန်တော်ဒီလိုစပြီးစဉ်းစားမိတယ်ပေါ့နော်စဉ်းစားမိလာတော့ ငွေတိုးချိတဲ့အလုတ်ကို သွားတွေ့တယ်အဲ့ဒီတော့ရုံးမှာရှိတဲ့အတိတယောက်ကလည်းသူငွေလိုအပ်နေတယ်သူ့ကိုငွေချေးပါပေါ့နော်ငွေချေးတဲ့အလုတ်ကဘလောက်ထိအမြတ်အစွန်းများသလဲအပြင်ရက်ွက်ထဲမှာဆိုရင်30တိုးတို့20တိုးတို့ဒီလောက်ထိတောင်ရှိတယ်ဈေးထဲမှာဆိုရင် နေပြန်တိုးဆိုတာရှိတယ်နေပြန်တိုးဆိုတာနေချင်းပေးရတာ တနေ့ချင်းပေးရတာဒီနေ့ငွေ100ယူသွားတယ်ဆိုရင်နေ့ပြန်တော့20ဆိုရင်ညနေ120ပြန်ပေးတယ်ဒီလိုတသိန်းယူသွားရင်ညနေမှာတသိန်းတသိန်း2000ပြန်လာပေးတယ်တစ်ရက်ထဲနဲ့သူ့ရဲ့ return on investment က20ရာခိုင်နှုန်းလောက်ရှိတယ်တော်တော်များတယ်တစ်လအနေနဲ့တွက်လိုက်မယ်ဆိုရင်အများကြီးပဲပုံမှန်အားဖြင့် ရွှေနဲ့အပေါင်ခံပြီးငွေချေးတယ်ဆိုရင်၃ညတိုးတိုး၅ညတိုးတိုးရှိလိရှိကြတယ်ဒါကိုကျွန်တော်သွားပြီး တွေ့တယ်ပေါ့နော်ပုံမှန်အားဖြင့်တော့အလွတ်တန်းငွေချေးတယ်ဆိုရင်၁၀ရာခိုင်နှုန်းလောက်ချေးလို့ရတယ်အတိုးယူလို့ရတယ်ဆိုတာကိုသွားတွေ့တယ်မဲဆွေချင်းချင်းယုံကြည်မှုအနေနဲ့ကျွန်တော်ကကျွန်တော်စုထားတဲ့ငွေ၁၀သိန်းလောက်ကိုကျွန်တော်ကစပြီးတော့ ရှေးဖြစ်တယ်ပေါ့နော်ဆယ်သိန်းဆိုတော့တစ်ဆယ်ရာခိုင်နှုန်းဆိုတော့ကျွန်တော်ဘယ်လောက်ရမလဲအများကြီးပဲရမယ်တစ်သိန်းတစ်သိန်းဆိုတော့လားကုန်တိုင်းမှာကျွန်တော်ကတစ်သိန်းတစ်သိန်းရမယ်လူကလောဘတစ်ခုဖြစ်သွားတယ်ပေါ့နော်တစ်ဆယ်ရာခိုင်နှုန်းတစ်ဆယ်ရာခိုင်နှုန်းဒီငါအထယ်တွေအာပေါအောင်ရောင်းမှဆယ်ထယ်လောက်ရောင်းမှဥပမာထားပါတော့ ငါအထက်တရားရောင်းမှတသိန်းရမှာဖုံးပေတွေအာဘအောင်ရောင်းတော့မှတသိန်းရဖို့ဆိုတာဖြစ်နိုင်တာဒါအခုဘာလို့အဒါအခုဘာမှလှုပ်ထားကြမလို့ပဲငဲ့ပတ်စံပေးလိုက်မယ်လာကုန်ရင်တသိန်းရမယ်ဒါဒီကောင်းတယ်လို့ကျွန်တော်ကယူဆမိခဲ့တယ်အဲ့ဒီအချိန်မှာစပြီးတော့လောဘစဖြစ်တယ် အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ငွေစည်းတဲ့အလောက်က risk များတယ် return များတယ် risk များပါဝင်တယ်ဒါကိုကျွန်တော်တို့သိထားလိုက်ရမယ်သူ့ရဲ့တငယ်ချင်းရဲ့ရည်ရွယ်ချက်ကဘာမှမသိဘဲနဲ့ငွေလိုချင်တဲ့စတာပဲကျွန်တော်ကငွေစည်းလိုက်တဲ့အချိန်မှာဒါကျွန်တော်တို့အားလုံးယူဆကြတဲ့အတိုင်းပဲဒီငွေကျွန်တော် ပြန်မရတော့ဘူးငွေဆုံးရှုံးသွားတယ်ပေါ့နော်ကျွန်တော်ရဲ့ပထမဦးဆုံးငွေရှိတဲ့လုပ်ငန်းကအဆုံးပြပြီးတော့အဆုံးနဲ့လုပ်ငန်းကိုဇက်လိုက်ရတယ်ပေါ့နော်လုပ်ငန်းဇက်လိုက်ရတယ်စွတာထက်တငယ်ချင်းမပြတ်သွားတယ်ပေါ့ဒါဒီကျွန်တော်ရဲ့နောက်ထပ်ကြုံရတဲ့ဆုံးရှုံးမှုရှုံးနေမှုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့နောက်ထပ်ရှုံးနေမှုကငွေရှိတဲ့လုပ်ငန်းမှာ ထမဆုံးစပြီးဆုံးရှုံးသွားတယ်။ဘာကြောင့်လဲ?လောဘတက်သွားတာပါတာပေါ့နော်။တစ်ဆယ်ရာခိုင်နှုန်းတောင်မှရမှာပဲ။ငွေချေးတဲ့လုပ်ငန်းကိုကျွန်တော်ဆက်ပြီးတော့မလုပ်တော့ဘူးလားဆိုတော့ဆက်လုပ်ဖြစ်ပါလေ။ဘာကြောင့်လုပ်ဖြစ်တယ်လဲ။အတိုးနှုန်းတစ်ခုကောင်းတယ်။သေသေးချာချာတွက်ချက်ပြီးလုပ်မယ်ဆိုရင်အဆင်ပြေနိုင်တယ်ပေါ့နော်။ကျွန်တော်ကကျွန်တော်ရဲ့ရှုံးနေမှုကနေပြီးတော့ ဆုံးနေမှုကနေပြီးတော့ပြန်ပြီးတော့အဖြေပြန်ချလိုက်တယ်ဘယ်လိုလူမျိုးဆိုရင်ငွေချေးရမလဲငါတတ်မှတ်ဖို့လိုပြီးတတ်မှတ်ဖို့လိုပြီးဆိုပြီးတော့ကျွန်တော်ခေါင်းထဲမှာစရောက်လာတယ်ကျွန်တော်ကျွန်တော်ရဲ့ကိုပိုင်းဖော်မြူလာတစ်ခုကျွန်တော်ထုတ်လိုက်ပါတယ်ကိုပိုင်းဖော်မြူလာကဘာလဲဆိုတော့အတူက ROPE ရုပ်လို့ခေါ်ပါတယ် ROP Rose ဆိုတာပါလဲဆိုတော့ကျိုးပေါ်ဗျာငွေချင်းမယ်ဆိုရင်ကျိုးတစ်ချောင်းနဲ့ဆီထားတယ်လို့ကိုယ့်ချီကဘယ်မှမပြေးအောင်ဆီထားနိုင်မဲ့ကယ်ရီယာအချက်အလက်လေးတွေကျွန်တော်သတ်မှတ်ထားတယ်ပထမဦးဆုံးအာက reason ပါ သူဘာကြောင့်ငွေလိုတာလဲဒီငွေကိုဘာလုပ်ဖို့လဲထားပါတော့တငယ်ချင်းနဲ့ဘာသွားပြီးအရက်တော့ဖို့ငွေချေးတာ ဆိုရင်တော့တေးကြတယ်ဒါဒီပြန်ရမှာမဟုတ်ဘူးသူဒီဘာလုပ်ဖို့လဲပေါ့သူဒီစီဝါရေးတစ်ခုခု လုံးမလာဒီငွေကိုပြန်ပြီးတော့ရအောင် လုံးမလာစီဝါရေးတစ်ခုခု လုံးမလာအဲ့ဒီတော့သူ့ရဲ့ region ဒီကောင်းသလားမကောင်းဘူးလားငွေပြန်ငွေပြန်ဆက်နိုင်တဲ့အနေအထားရှိသလားမရှိဘူးလားဒါကို ကျွန်တော်က သုံးသပ်ပါတယ်ဒါဒီပထမဦးဆုံးအာပေါ့အာပြီးသွားရင်အိုလို့ခေါ်ပါတယ်အိုကဘာလဲဆိုတော့ opportunity တွက်လို့ခေါ်ပါတယ်သူကလုပ်ငန်းတစ်ခုလုပ်ဖို့ကျွန်တော်ချီကငွေချေးတယ်အဲ့ဒီလုပ်ငန်းတွေလက်ရှိအနေအထားစီးပွားရေးအခြေအနေနိုင်ငံရေးအခြေအနေတွေရ opportunity အခွင့်အလမ်းတစ်ခုဖြစ်သလားဒါမှမဟုတ် ဒါကြီးကမဖြစ်နိုင်တဲ့ threat လို့ခေါ်တဲ့ချင်းချောက်မှုကြီးဖြစ်မလားဆိုလိုတဲ့သဘောကသူကအလုတ်တကယ်လုပ်မယ်ဒါပေမဲ့ပတ်ဝန်းကျင် external factor တွေကြောင့်ကျွန်တော်ငွေတွေဆုံးရှုံးသွားနိုင်ခြင်းရှိမရှိ opportunity or task ကိုကျွန်တော်သုံးသပ်ရတာဖြစ်ပါတယ်ဒါကိုသူသူ့ကိုကျွန်တော်တည်တည်ချာချာထပ်ပြီးတော့မေးတယ်ပေါ့နော် အာနဲ့ O ပြီးတော့နောက်တစ်ခုက P ဖြစ်သွားပြီ။ P ကကြတော့ personality personal ပေါ့ဒီလူရဲ့ကိုယ်ကြီးကိုယ်သေးအရှိအနေကဘယ်လိုရှိသလဲ personality ရဲ့အောက်မှာကျွန်တော်က၃သက်အဲ personality ရဲ့အောက်မှာကျွန်တော်က၃ချက်ထပ်ခွဲလိုက်တယ်ပထမဆုံးနံပါတ်1တခုကတော့ကျွန်တော်တို့ balance ဆိုတော့ capacity ပေါ့ ဒီလူကအလုံးလုံးဖို့ဆိုပြီးတော့ကျွန်တော်ခြေကငွေချေးတယ်သူ့ရဲ့ capacity ကဘလောက်ချစ်တယ်လဲဆိုလိုတဲ့သဘောကသိန်းတရာတောင်တစ်ခါမှမကင်ဘူးတဲ့အဲသိန်းတရာတောင်တစ်ခါမှမကင်ဘူးပဲနဲ့သိန်း200လောက်ကျွန်တော်ခြေကငွေချေးပြီးအလုံးလုံးမယ်ဆိုရင်သူ့ရဲ့ capacity ထက်ကျော်လွန်သွားပြီဖြစ်တဲ့အတွက်ဒါမဖြစ်နိုင်တော့ဘူး သူဘလောက်ချမ်းသာတယ်လဲဆိုလိုတဲ့သဘောကသိန်းတထောင်တန်းအိမ်တလုံးပိုင်ထားတဲ့လူကသိန်း50သိန်း100လောက်လိန်သွားဖို့ဆိုတာတည်းခက်ခဲတယ်ဘာကြောင့်လဲသူမှအာမကံပစ္စည်းလိုမျိုးရှိနေလို့ပဲအဲ့ဒီတော့ capacity ဘလောက်ရှိတယ်လဲ personality ရဲ့အောက်မှာ capacity ကိုလေ့လာတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဘာလဲဆိုတော့ မော်ရယ်ပေါ့နော်မော်ရယ်ဆိုတာကဒီလူရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဥပမာထားပါတော့ဗျာဆရာတယောက်ဒီငွေချေးမယ်ဆိုရင်သူ့ဂုံတိတ်ကပြတ်မှာ ဆိုတဲ့အတွက်မဖြစ်မနေပြန်ဆက်နိုင်တယ်သူကဂုံတိတ်ကဘလောက်ရှိလဲဥပမာဒီလူကြီးလူကောင်းတယောက်ဖြစ်တယ်ဥပမာလူကြီးလူကောင်းတယောက်ဖြစ်တယ်မြို့မြတ်တဲ့ဖုံတယောက်ဖြစ်တယ်စီးပွားရေးလုပ်ငန်းရှင်ကြီး တက်ရောက်ဖြစ်တယ်ဒါဆိုရင် သူ့နာမည်မပြတ်အောင်ငွေကိုမဖြစ်မနေပြန်ဆက်လိုက်မယ်နာမည်ပြတ်မှာကြောက်တဲ့လူမျိုးတွေ Manfred Hyde ပို့ဖြစ်တယ်ပေါ့နော်ကျွန်တော်ကဒီလိုယူဆတယ်နောက်တစ်ခုကကြတော့စိတ်ပိုင်းဆိုင်ရာခုနကလို့သူများပြစ်စီယူထားရင်မပြစ်မနေပြန်ပေးရမယ် moral ကိုကျွန်တော်တို့ကစမ်းစစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ ဘာကိုစမ်းစစ်လဲဆိုတော့ history ပေါ့နော် personality ရဲ့အောက်မှာ history ကိုစမ်းစစ်တယ်ဒီလူဒီအရင်တုန်းကလည်းငွေတွေချေးပြီးတော့ပြန်မဆက်ပဲရှိဘူးသလားဥပမာ credit score ပေါ့ဗျာ credit score လို့ score လို့ခေါ်မှာပေါ့ဒီလူဒီအရင်တုန်းကငွေချေးခဲ့ဘူးတယ်မှန်မှန်ကန်ကန်ပြန်ဆက်ခဲ့ဘူးတယ် ဒီလိုလူလာသူကငွေရှိတယ်ဆက်တော့ဆက်တယ်အချိန်တွေအများကြီးကြာတော့မှလာဆက်တာလားငွေတော့ရှိတယ်ပြန်တော့ဆက်တယ်အတင်းတောင်းတော့မှပြန်ဆက်တာလားဒါမျိုးကိုကျွန်တော်တို့က history ကို ပြန်ပြီးလိုက်ပါတယ်ဒါဒီ personality ရဲ့အောက်မှာပေါ့အဲ့ဒီတော့ ROP ရပြီးသွားပြီနောက်ဆုံးတစ်ခုကတော့ e ပေါ့ ရောမှာ ED ကျွန်တော်တို့ကဘာလဲဆိုတော့ M လို့ခေါ်ပါတယ် M ပေါ် M ဆိုတာသူဘလောက်ငွေစာငွေစာဖွေနိုင်တယ်လဲဆိုလိုတာကတလကို7သိန်းစာနိုင်တဲ့လူကိုကျွန်တော်ကငွေ3သိန်းရှိဖို့ဆိုတာဒီအေးအေးချေချေလွယ်လွယ်ကူကူပဲတလကို3100စာနိုင်တဲ့လူကိုကျွန်တော်က3900ရှိဖို့ဆိုတာဒီလွယ်ကူတယ်အဲ့ဒီတော့ မိုက်ခရိုဖိုင်နန့်တွေပန်းတွေမှာဆိုရင်လဲသူချဝေနိုင်တဲ့တလစာထက်၃တာ၃ဆအထစ်ငွေချေးလို့ရတယ်လို့ယူဆကြတယ်ဆိုလိုတာကတင်းတရာရှားဖွေနိုင်တဲ့လူကိုကျွန်တော်ကတင်း300ရှိဖို့ဆိုတာတယ်လွယ်ကူတယ်ချစ်နိုင်တယ်ဒီလိုယူဆလို့ရတယ်တလကိုတင်းတရာအတတင်အမြတ်ရှိတဲ့လုပ်ငန်းကိုကျွန်တော်ကငွေ 300အထိအများဆုံးကျွန်တော်သွားထည့်နိုင်တယ်ဒါဒီပါလဲဆိုတော့ငွေဘလောက်ခြာနိုင်တယ်လဲဆိုတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီတော့ ROP road ငွေရှင်းမယ်ဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့ဒီ formula လေးကိုထုတ်လိုက်တယ်ဒီ formula လေးနဲ့တိုက်စစ်တယ်ကျိုးတစ်ချောင်းလုံးจิตจิตလေးလေး စီနောင်ပြီးတော့မှငွေရှိတဲ့အလုပ်ကိုကျွန်တော်ကပြန်လုပ်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဆုံးရှုံးမှုရှုံးနေမှုတွေမရှိသလောက်နည်းပါးသွားတာကိုပြန်ပြီးတော့တွေ့ရပါတယ်။ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာကတော့ငွေရှိတဲ့နေရာမှာကျွန်တော်ရဲ့ဆုံးရှုံးမှုရှုံးနေမှုတွေဖြစ်ခဲ့တယ်။ဒါကိုဘယ်လိုပြန်ကာပါ လုပ်မလဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ခဲ့တာဖြစ်ပါတယ်။ ထပ်ပြီးတော့စီးပွားရေးသမားဖြစ်တဲ့အတွက်အလုပ်တွေလည်းအများလုံးနေတာဖြစ်တဲ့အတွက်အမှားတွေရှုံးနေမှုတွေအရှုံးတွေကနေကြုံနေရသမဲဖြစ်ပါတယ်ဒါတွေကိုတော့ခတ်ပြီးကျွန်တော်နောက်ပိုင်းမှာ မျှဝေပေးပါအောင်မယ်